။တမရဒေါ်နယ်ထရန့်ရဲ့အခွန်145ရာခိုင်နှုန်းကောက်ခံမှုနဲ့ပတ်သက်လို့ဆွေးနွေးဖို့အမေရိကန်ကတရုတ်ကိုချင်းကပ်ခဲ့ပြီးဘေကျင်းကဆွေးနွေးဖို့လမ်းဖွင့်ထားတယ်လို့တရုတ်စီးပွားရေးဝန်ကြီးဌာနကမေလ2ရက်မှာပြောကြားလိုက်ပါတယ်။ကမ္ဘာအကြီးအကဲစီးပွားရေးနှစ်နိုင်ငံကြားဆွေးနွေးဖို့ကြိုးပမ်းနေရကြောင်းကုန်သွယ်ရေးစစ်ပွဲအချိန်ရောလာမယ့်အခြေအနေမှာရှိနေပါတယ်။ အမေရိကန်အနေနဲ့သူတို့ရဲ့အမှားကိုအမှန်ပြင်ပြီးတစ်ဖက်သက်ပြထန်းထားတဲ့အခွန်တွေကိုပြန်ရုပ်သိမ်းသင့်တယ်လို့တရုတ်စီးပွားရေးဝန်ကြီးဌာနကပြောပါတယ်။ညှိနှိုင်းရမှာလေအမေရိကန်အနေနဲ့ရိုးသားမှုရှိကြောင်းပြသရမယ်လို့အဲ့ဒီဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။အချက်ကင်မှုအတွက်ကနေဦးခြေလန်းအနေနဲ့ဆွေးနွေးမှုတွေကိုအသုံးချတာကအဆင်ပြေမှာမဟုတ်ဘူးလို့လည်းကြေညာချက်မှာရေးထားပါတယ်။အမေရိကန်ကအခွန်တွေတိုးကောက်တာဟာအနိုင်ကျင့်တဲ့လုပ်ရပ်ဖြစ်ပြီးမိမိတို့နိုင်ငံရဲ့တိုးတက်မှုကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့တရုတ်ကပြောဆိုထားပါတယ်။ တရုတ်ကလက်တုပ်ပြန်တဲ့အနေနဲ့အမေရိကန်ကုန်ပစ္စည်းတွေကိုအခွန်125ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံထားပေမဲ့ဂျက်လေရင်အင်ဂျင် Microchef တွေနဲ့ဆေးဝါးပစ္စည်းတွေအပါအဝင်အခွန်ကောက်ခံမှုကလွတ်ကင်မဲ့ပစ္စည်းစီးရင်ကိုတိတ်တဆိတ်ရေးဆွဲထားတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။အမေရိကန်အရာရှိတွေကတော့ကုန်သွယ်ရေးဆရာတင်းမှမူပြေရော့လာမယ်လို့မျှော်လင့်ကြောင်းပြောဆိုထားပါတယ်။တရုတ်ရဲ့သဘောတူညီမှုရယူနိုင်ခြေအရန်များတယ်လို့ Tamara Trump က April 30ရက်နေ့မှာပြောကြားထားပါတယ်။ ။တရုတ်ကတော့အမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရမယ်ဆိုရင်လည်းကြောက်ရွံ့နေမှာမဟုတ်ပဲအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့အရင်ကကြွေးကြော်ခဲ့ပါတယ်။နောက်ပြီးအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီမှုရယူဖို့ကြိုးပမ်းတဲ့နိုင်ငံတွေအနေနဲ့အမေရိကန်စိတ်ကြိုက်လိုက်လုံမပေးကြဖို့ပေကျင်းကတိုက်တွန်းထားပါတယ်။